လာပါရှင်။ဩဂတ်လ31ရက်နေ့စနေနေ့ VOA TV သတင်းလွှာအစီအစဉ်စတင်ပါပြီ။ VOA မြန်မာ TV သတင်းလွှာပါဝင် VOA အာရှရုပ်မြင်သံကြားအစီအစဉ်တွေကို Asia 73ဂျူရူကနေနေ့စဉ်24နာရီပတ်လုံးထုတ်လွှင့်ပေးနေပါတယ်။နေ့စဉ်မနက်9နာရီတိုင်းမှာမြန်မာပိုင်းအစီအစဉ်တွေကိုတင်ဆက်ပေးပြီးတော့နောက်နေ့မနက်အစီအစဉ်တွေမပြောင်းငယ်အထိအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်။ VOA ရဲ့နိုင်ငံတကာသတင်းတွေဒေတာရင်းနိုင်ငံရဲ့ VOA အစီအစဉ်တွေဟောလိဝုဒ်အပါအဝင်ဂီတနှုတ်ပညာဖျော်ဖြေအစီအစဉ်နဲ့အင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ကိုလည်းကြည့်ရှုနိုင်ပါတယ်ရှင်။ဒီကနေ့အစီအစဉ်မှာကမ်ဘလူမြို့နယ်မှာဖြစ်ပွားခဲ့တဲ့လူမျိုးရေးအသင်ဆောင်တဲ့ပြည်ပခါနဲ့ဆက်နွယ်ပြီးမတင်ကာလို့ဖန်ဆီးခံရရဒူရီတွေကတူဦးရွှေဘိုဆေးရုံမှာဒေဆုံးသွားတဲ့သတင်း ကင်ရိုးသားအစည်းအရုံး KNU အတွင်းဘူးပရိုဆော့ခွေထူးရဲ့ပြည်တွင်းငင်းငိုင်းနဲ့ပတ်သက်တဲ့သဘောထားစီးရီးယားပေါ်မှာစီးရဲအရာအရေးယူဖို့စဉ်းစားချက်တွေကအမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံသားရဲ့မူဝါဒဦးစားပေးမှုအပေါ်ဘလို့ရိုက်ခတ်တယ်လဲဆိုတဲ့သုံးသက်ချက်တွေနဲ့အရက်နေဦးလှုပ်ရှားမှုတွေနဲ့ဒီမိုကရေစီရဲ့မျှော်လင့်ချက်တွေမေ့မိန်နေပြီလားစတဲ့နိုင်ငံတကာသတင်းဆောင်မတွေကိုရှုစားကြရမှာပါရှင် စကိုင်းတိုင်းရွှေဘိုခရိုင်ကံပလူမြို့နယ်အတွင်းထန်းကုန်းရွာမှာဖြစ်ခဲ့တဲ့လူမျိုးရေးအသွင်ဆောင်တဲ့အကြမ်းဖက်မှုပြိပခါနဲ့ဆက်နွယ်ပြီးတော့မတင်ကားလို့ဖမ်းဆီးခံထားရတဲ့သူတွေကတအူဗုဒ္ဓဖူးနေကရွှေဘိုစေယုံကြီးမှာကွယ်လွန်သွားခဲ့ပါတယ်။ဒီတေဆုံးမှုနဲ့ပတ်သက်ပြီးတော့ထန်းကုန်းရဲစခန်းကကျမ်းမာရေးအရာတေဆုံးတာဖြစ်တဲ့အကြောင်း VOA ကိုတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းစေယုံမှာအလောင်းကိုကြီးခွင့်ရခဲ့ပြီးတော့ က်ဆိုင်ရာတာဝန်ရှိတဲ့သူအားလုံးနဲ့တွေ့ခဲ့သူစကိုင်းတိုင်းမျိုးသားလွတ်တော်ကိုစလဲဒေါက်တာမြင့်နိုင်ကတော့ဒီတေဆုံးမှုနဲ့ပတ်သက်လို့ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်မှုအပေါ်မှာအတန်ရရှိနေပါတယ်။စေယုံစစ်ဆေးချက်အဖြစ်ကိုလည်းစောင့်ဆိုင်နေတယ်လို့ပြောပါတယ်။စကိုင်းတိုင်းကံဘလူမြို့နယ်ထန်းကုန်းရွာမှာဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ယောက်ကိုမွတ်စလင်အမျိုးသားတစ်ယောက်ကကားအိမ်နေပြက်ပြားအောင်ပြုတ်လုပြီးတော့အနိုင်ကျင့်စော်ကားရန်စူးစမ်းခဲ့တယ်ဆိုတဲ့ဆွဲဆိုချက်နဲ့ပြီးခဲ့တဲ့ဩဂတ်စ်လ24ရက်စနေနေ့ညက ဒေသတွင်းကမွတ်စလင်တွေရဲ့အိုးအိမ်တွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုဗုဒ္ဓဘာသာဝင်တွေကမီးရှို့ဖျက်ဆီးခဲ့ကြတာပါဒီလိုမျိုးလူအုပ်စုနဲ့မီးရှို့ဖျက်ဆီးတာကြောင့်ထန်းကုန်းရွာမှာအင်ဂျင်44လုံးမီးလောင်ပျက်စီးခဲ့ရပါတယ်ဈေးဆိုင်ကိုဆိုင်နောက်အိမ်ဆိုင်၄ဆိုင်ဖျက်ဆီးခံခဲ့ရတယ်လို့မိသက်သမားတအူးနဲ့တခြားလူတအူးတို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့အစိုးရကသတင်းထုတ်ပြန်ပါတယ် ဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးတော့တက်ဆိုင်ရာအာဏာပိုင်တွေကမတင်ကားသူ၁၁ယောက်ကိုဖမ်းဆီးခဲ့ပြီးတော့အဲ့ဒီနေ့မှာပဲရွှေဘိုရဲစခန်းကိုလွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ထန်းကုန်းရဲစခန်းကပြောဆိုပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံတကာမူရင်းစည်းဝါးနဲ့တရားဥပဒေထိန်းသိမ်းရေးဆိုင်ရာလက်ထောက်နိုင်ငံရေးဝန်ကြီး William Brownfield ဟာစက်တင်ဘာလ၁ရက်ကနေ၁၀ရက်နေ့ထိဖိလစ်ပိုင်မြန်မာထိုင်းနဲ့ဂျပန်နိုင်ငံတွေကိုတွားရောက်မှာဖြစ်ပါတယ်။မူရင်းစည်းဝါးတိုက်ဖျက်ရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ပြည်ပြင်ပြောင်းလဲရေးတွေမှာ ထောက်ခံအားပေးမယ်ဆိုတဲ့အမေရိကန်ရဲ့အာမခံချက်ကိုပြသဖို့အတွက်တရုတ်နိုင်ငံရဲ့ဝန်ကြီး Brown Fee မြန်မာနိုင်ငံကိုစက်တင်ဘာ၄ရက်ကနေ၆ရက်နေ့ထိသွားမယ်လို့အမေရိကန်နိုင်ငံရဲ့ဝန်ထဏကသတင်းထုတ်ပြန်ပါတယ်မြန်မာအစိုးရကကတိပြုထားတဲ့အတိုင်းတရားဥပဒေစိုးမိုးရေးအတွက်ထိရောက်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ရေးနိုင်ငံတကာလူ့အခွင့်အရေးတမတ်ချက်တွေအတိုင်းလေးစားလိုက်နာရေးဟာအရေးကြီးတယ်ဆိုတာကိုသူ့ရဲ့ခီးစဉ်အတွင်းမှာအလေးထားပြောကြားဆွေးနွေးမှာဖြစ်ပါတယ်အမေရိကန်လက်ထောက်နိုင်ငံရဲ့ဝန်ကြီး William Brownfield ရဲ့ မ္မာနိုင်ငံခီးစဉ်အတွင်းမှာနိုင်ငံသားဦးဝင်ဌာနပြည်ထောင်စုဌာနတို့ကတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိသလိုလူနည်းစုနိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံမယ်လို့အမေရိကန်နိုင်ငံသားဦးဝင်ဌာနကပြောပါတယ်နော် ောင်တရုတ်ပင်လယ်အတွင်းရေပိုင်နက်အငင်းပွားမှုတွေရှိနေပေမဲ့လက်ရှိရာပြည်သားတည်ငြိမ်မှုတွေကိုထိန်းသိမ်းဖို့တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်မီကကြာသပတေးနေ့ကဘေကျင်းမြို့တော်မှာအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေနဲ့တွေ့ဆုံခြင်းပြောဆိုသွားခဲ့ပါတယ်။ အာဆီယံအရှိတောင်အာရှနိုင်ငံများအသင်းနဲ့တရုတ်နိုင်ငံကြားဆက်ဆံရေးထူထောင်ခဲ့တဲ့ဆယ်နှစ်နှစ်ပတ်လည်အခါသမယအဖြစ်နဲ့တရုတ်နိုင်ငံဘေကျင်းမြို့မှာအခုလိုနိုင်ငံသားရေးဝန်ကြီးတွေတွေ့ဆုံခဲ့ကြတာပါ။တဘာဝအရင်းမြစ်ကျွယ်ဝတဲ့နေရာတွေအဖြစ်ယုံကြည်သတ်မှတ်ထားတဲ့ကျွန်းစုတွေနဲ့ရေပိုင်နက်ကိုတရုတ်နိုင်ငံကသူပိုင်တယ်လို့အခိုင်အမာပြောဆိုနေတဲ့အတွက်ဗီယက်နမ်ဖိလစ်ပိုင်ဘရူနိုင်းမလေးရှားစတဲ့နိုင်ငံတွေနဲ့တင်းမာမှုတွေပေါ်ပေါက်နေတာဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းအခြေအနေဟာကွဲလဲချက်တွေရှိပေမဲ့လို့ကမ္ဘာပေါ်ကတခြားနေရာတွေနဲ့နှိုင်းယှဉ်ရင်တည်ငြိမ်မှုရှိတဲ့ အကြောင်းဒီအခြေအနေကိုတံမိုးထားဖို့ဆိုပြီးတရုတ်နိုင်ငံသား၏ဝန်ကြီးဝမ်ဂျီကပြောဆိုသွားခဲ့ပါတယ်။တောင်တရုတ်ပင်လယ်အရင်းနဲ့ပတ်သက်လို့အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပတဲ့ပြီးခဲ့တဲ့နှစ်အစည်းအဝေးအတွင်းမှာအာဆီယံနိုင်ငံတွေကြားသဘောတူညီချက်တစုံတရာထုတ်ပြန်နိုင်ခြင်းမရှိပါဘူး။ဒါကြောင့်လည်းအားလုံးလိုက်နာနိုင်မဲ့ကျင့်ဝတ်စည်းကမ်းတွေရေးဆွဲနိုင်ရေးပြင်ဆင်နေပြီးတော့ထိုင်းနိုင်ငံကတော့အဖွဲ့ဝင်နိုင်ငံတွေကြားဒီထက်ပိုပြီးတော့ပူးပေါင်းဆောင်ရွက်ကြဖို့စော်ဩနေပါတယ်ရှင်။ ဓာတ်ရုပ်လက်နဲ့အသုံးပြုနေတယ်ဆိုတဲ့စီးရအပေါ်တုံ့ပြန်မှုအတွက်အမေရိကန်နိုင်ငံနဲ့အတူရက်တီမဲ့နိုင်ငံတကာမဟာမိတ်တွေကိုဆက်ပြီးရှာဖွေသွားမယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးချက်ဟေဂါကပြောပါတယ်။စီးရအေးမယူဖို့ဂျီတိန်လွတ်တော်အမတ်တွေကဆုံးဖြတ်ခဲ့ကြပြီးနောက်တည့်ရက်မှာပဲဖိလစ်ပိုင်နိုင်ငံရောက်နေတဲ့မစ္စတာဟေဂါကသတင်းတောက်တွေကိုအခုလိုပြောခဲ့တာပါ။စီးရအပေါ်စီးရအေးယူရင်ဂျီတိန်နိုင်ငံပါတင်ပါတင်ကိုဗီတိရှာလွတ်တော်မှာဂျာတာဘရီနီကအဆူတင်ခဲ့ပြီးပယ်ချခံခဲ့ရပါတယ်။ ဒီဆုံးဖြတ်ချက်ကိုမဖြစ်မနေလိုက်နာစရာမလိုပေမဲ့စီးရအေးယူမယ်ဆိုတာဟာစစ်ရဇဝမှုကျူးလွန်မှုကိုတုံ့ပြန်မှုသာဖြစ်ပြီးစီးရအစိုးရကိုဖြုတ်ချဖို့မဟုတ်ဘူးလို့တင်ပြခဲ့တဲ့ဗီဒီယိုဝင်ကြီးချုပ်ဒေးဗစ်ကင်မရွန်အတွက်အားရစရာဖြစ်ခဲ့ပါတယ်။အမေရိကန်အစိုးရတာဝန်ရှိသူတွေကလည်းဂျာတာဘရီနေကအမေရိကန်ကွန်ဂရက်စ်တော်မှာအခြေအနေကိုရှင်းပြခဲ့ပါတယ်။ပြင်သစ်သမ္မတဖရန်ဆွာဟိုလန်ဒီကတော့ စီးရမှာစီးရရအေးမယူရေးဒီတင်လွှတ်တော်မှာမဲခွဲဆုံးဖြတ်တဲ့အဖြစ်ဟာပြင်သစ်နိုင်ငံရဲ့ရည်တည်မှုပေါ်ထိခိုက်မှာမဟုတ်ဘူးလို့ပြောကြပါတယ်။ဒီတော့တွင်အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဂျွန်ကယ်ရီကစီးရနိုင်ငံမှာအရက်သားတွေကိုဓာတ်ရုလက်နက်နဲ့တိုက်ခိုက်မှုဟာစီးရအစိုးရရဲ့လက်ချက်ဆိုတာကိုအမေရိကန်ထောက်လိုင်းရေးသတင်းရက်ကွက်ရဲ့စုံစမ်းမှုအရသိရတဲ့အကြောင်းမနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာအတိအပြုပြောဆိုသွားပါတယ်။ဒါပေမဲ့လည်းစီးရအရေး အမေရိကန်ပြည်ထောင်စုကဘယ်လိုတုံ့ပြန်ကင်တွယ်မလဲဆိုတာကိုတိတိကျကျပြောဆိုသွားခြင်းမရှိပါဘူးထိုင်းနိုင်ငံမှာအာဖရိကတိုက်ကစင်ဆွဲကီလိုဂရမ်တထောင်ကျော်ကမ်ဘောဒီးယားကိုခိုးထုတ်မယ်လို့တန်လျာရှိတဲ့ဗီယက်နမ်နိုင်ငံသားနှစ်ယောက်ကိုမနေ့တုန်းကဖမ်းဆီးလိုက်ပါတယ်။ ဗန်ကောက်မြို့သူဝနာဘူမိလေးစိတ်မှာဗီယက်နမ်နိုင်ငံသားလင်မယား၂ယောက်တဲလာတဲ့အိတ်တွေကဆင်ဆွဲတွေကိုထိုင်းရဲတွေကရှာဖွေသိမ်းဆည်းရမိခဲ့တာပါခရီးဆောင်အိတ်လေးခုထဲမှာအာဖရိကတိုက်ကဆင်ဆွဲတွေကိုအပိုင်းပိုင်းဖြတ်ပြီးတော့ထည့်တဲလာတာဖြစ်ပါတယ်သိမ်းဆည်းရမိတဲ့ဆင်ဆွဲတွေဟာကာလတန်ဖိုးအပြင်ထိုင်းဘတ်ငွေ16တန်းအမေရိကန်ဒေါ်လာ9သိန်းဘိုးလောက်ရှိမယ်လို့ထိုင်းအာဏာပိုင်တွေကခန့်မှန်းထားပါတယ် ဗီယက်နမ်နိုင်ငံသား၂ယောက်ကိုတော့ထိုင်းအာဏာပိုင်တွေကတရားမဝင်ဆင်ဆွဲရောင်းဝယ်မှုနဲ့တရားစွဲဆိုမှာဖြစ်ပြီးတော့ထောင်ဒဏ်၄နှစ်အထိကြာခံနိုင်ရတယ်လို့ထိုင်းဘက်ငွေ၄သောင်းအမေရိကန်ဒေါ်လာ၁300ဒဏ်ရိုက်ခံရနိုင်ပွဲရှိပါတယ်ရှင်။အိန္ဒိယနိုင်ငံမှာဓာတ်ပုံသတင်းတော်အမျိုးသမီးတယောက်ကိုအာရမကျင့်မှုနဲ့ဆွဆွဲခံရသူ၅ယောက်ထဲက၂ယောက်ကိုမနေ့ကမွန်မိုင်းမြို့တရားရုံးမှာရုံးထုတ်ခဲ့ပါတယ်။ဖမ်းဆီးထားတဲ့သူတွေကိုချုပ်နှောင်ထားလို့ရတဲ့ကာလမနေ့ကကုံဆုံးသွားပြီးတဲ့နောက်ဆက်ပြီးဖမ်းဆီးထားနိုင်အောင် ရဲကတရားရုံးမှာခွင့်ပြုချက်တောင်းခံတာဖြစ်ပါတယ်ဖန်ဒါသူတီတက်ကဂျန်နဲ့၃ယောက်ကိုတော့ရှေးတစ်ပတ်ထိဆက်ပြီးဖမ်းချုပ်ထား권ရှိပါတယ်အသုံးမပြုတော့တဲ့အထယ်လေးဆက်ယုံတစ်ခုထဲမှာလုပ်ဖို့ကံပဲအမျိုးသားတစ်ယောက်နဲ့အတူဓာတ်ပုံသတင်းရိုက်ယူနေစင်မှာပဲဓာတ်ပုံသတင်းတောင်အမျိုးသမီးကိုအုပ်စုဖွဲ့အာဓမပြုတ်ချင်းခဲ့တာပါဒီလိုအတိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်နေတဲ့အိန္ဒိယနိုင်ငံမှာအုပ်စုဖွဲ့အာဓမပြုတ်ချင်းမှုတွေရပ်သွားဖို့အတွက်ဆန္ဒပြတောင်းဆိုပွဲတွေနောက်ထပ်ပေါ်ထွက်ခဲ့ပါတယ် ပြီးခဲ့တဲ့ဒီဇင်ဘာလဘတ်စကားပေါ်မှာဆေးကြောင်းသူတူကိုအတမပြုချင်းခံရတဲ့အချိန်ကလည်းအမျိုးသမီးတွေရဲ့လုံခြုံမှုကိုအလေးပေးဆောင်ရွက်ဖို့ဆန္ဒပြပွဲတွေနဲ့နိုင်ငံအဝန်းပေါ်ပေါက်ခဲ့ပါတယ်။အတမပြုချင်းခံရတဲ့ဓာတ်ပုံသတင်းတော့အမျိုးသမီးဟာဆေးကုသခံရပြီးအခုတော့ဆေးရုံကနေဆင်းသွားပြီလို့အိန္ဒိယရဲအရာရှိတွေကပြောပါတယ်ခင်ဗျာ။အမေရိကန်ပြည်ထောင်စုချီကာဂိုမြို့လင်ကွန်ပါ တိရစ္ဆာန်ရုံးမှာအာဖရိကအရှေ့ပိုင်းဒေသကရှားပါကြံ့အနက်လေးတကောင်ဒီသတင်းပတ်ထဲမှာမွေးဖွားလိုက်ပါတယ်။ပေါင်ကျင်60လောက်ရှိတဲ့ကြံ့အနက်အထီးလေးဟာကျမ်းမာပြီးတော့မွေးဖွားပြီးတော့မကြခင်မှာပဲမိခင်ကျမ်းမာကြီးရဲ့ဘေးမှာပြေးလွှားနေခဲ့ပါတယ်။မွေးဖွားစာဖြစ်တဲ့အတွက်ကြံ့အထီးလေးကကြံ့အမျိုးအနွယ်ရဲ့သင်္ကေတဖြစ်တဲ့ဂျိုတော့ထွက်မလာသေးပါဘူး။ကပူကီလို့ခေါ်တဲ့ရှစ်နှစ်အရွယ်ကြံ့မာလေးကသူ့ကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ အာဖရိကအရှေ့ပိုင်းဒေသကြက်နက်တွေဟာဆယ်စုနှစ်နဲ့ချီအမဲလိုက်တက်ဖြတ်မှုတွေကြောင့်မျိုးတုံးတော့မဲ့အနေရနဲ့ရင်ဆိုင်နေရပါတယ်။ကြံ့ကြိုတရေနဲ့တခြားကိုခန္ဓာအစိပ်ပိုင်းတွေဟာဆေးဘက်ဝင်နဲ့ဆိုပြီးယုံကြည်မှုတွေကြောင့်ကြံ့တွေကိုအကြီးအကျယ်အမဲလိုက်ပြီးတော့တက်ဖြတ်နေကြတာဖြစ်တယ်လို့ဒီနှစ်ပိုင်းတွေအတွင်းမှာလည်းအာဖရိကတိုက်မှာကြံ့ကောင်ရေအရေးအတွက်လည်းအကြီးအကျယ်ညှော်နှဲသွားခဲ့ပါတယ်ရှင်။ဂျပန်နိုင်ငံအိုဆာကာမြို့မှာအလုပ်လုပ်နေတဲ့ဆေကိုယမအိုကာက လန်ညိုမာစတာလို့သူ့ကိုယ်သူနာမည်ပေးထားလိုက်ပြီး iPad ပေါ်မှာရေစေးပကြီးလိုပကြီးအမှုပညာတွေကိုစတင်ဖန်နှီးလိုက်ပါပြီ။ပလင်းနဂတ်ပန်ရှင်အမျိုးသမီးလို့နာမည်ပေးထားတဲ့ iPad ပေါ်ကရေစေးပကြီးကားကိုသူကဖန်နှီးလိုက်တာပါ။ရမောဥကဟာပကြီးအမှုပညာဘာသာရပ်နဲ့ဘွဲရခဲ့သူတယောက်ပါ။ဒါပေမဲ့ကြောင်းပြီးကလေးက game တွေထုတ်လုပ်တဲ့ company တစ်ခုမှာ9နှစ်ကြာအလုပ်လုပ်ခဲ့ပါတယ်။သတင်းပတ် ကုန်တွေမှာရေစေးပကြီးပြန်ဆွဲရင်းအလုပ်ကိုရထားနဲ့ ခီးသွားတဲ့အချိန်တွေမှာလည်းလမ်းမှာ iPhone နဲ့ iPad တွေပေါ်မှာပကြီးဆွဲဖို့သူစိတ်ကူးရခဲ့တယ်လို့ဆိုပါတယ်။ရေသေးပကြီးဆွဲမယ်ဆိုရင်ပကြီးစုတ်တံတွေဆေးတွေဆွဲဖို့စာရွက်တွေရှားအောင်မှာပြင်အောင်မှာဖြစ်ပါတယ်။ iPad ပေါ်မှာဆွဲမယ်ဆိုရင် iPad တစ်လုံးနဲ့လက်ညှိုးတစ်ချောင်းပဲလိုတယ်လို့ဆိုပါတယ်။ဘယ်နေရာမှာမဆိုဆွဲလို့ရပါတယ်ဆိုပြီးရမအိုကကပြောဆိုသွားပါတယ်။သူပကြီးဆွဲရမှာအသုံးပြုတဲ့ iPad အတွက် application ဟာ9ဒေါ်လာတောင်မပေးရတဲ့ application တစ်ခုပါ။ ါပေမဲ့ရှေဟောင်းကန်နဝင်ပကြီးကားတွေကိုပြန်ဆွဲတာကနေပုံတွေနဲ့အထားသူဖွဲ့စည်းပုံစတဲ့ပုံစံမျိုးစုံဆွဲလို့ရတယ်လို့လည်းဆိုပါရခင်ဗျာတိုင်းသားအဆုံပါတဲ့ညီလာခံကျင်းပနိုင်ရေးအစိုးရနဲ့တိုင်းသားအဖွဲ့တွေကြားတွဲဆုံဆွေးနွေးရေးဆိုင်ရာမူဝါဒတွေကို KNU ကမြို့သားအစည်းအရုံးရဲ့အတွင်းဘူးဖရိုစောခွေတူးနဲ့တိုင်းသားလူမျိုးစုပါတီတွေနဲ့ဖွဲ့စည်းထားတဲ့ညီနောင်တိုင်းသားပါတီများ Federation NBF တို့မနေ့ကဆွေးနွေးခဲ့ပါတယ်။ဒီကနေ့စနေနေ့မှာပြည်ထောင်စုညဉ့်ဉန်းရေးပေါ်ဆောင်ရေးကော်မတီဥက္ကဋ္ဌဒေါက်တာဆိုင်းမောက်ခန်းနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းသုံးဘွဲ့တို့မတွေ့ဆုံခင်ကြိုတင်ညှိနှိုင်းတိုင်ပင်နဲ့ဆွေးနွေးပဲလို့ဆိုပါတယ်။ဖရိုစောခွေတူးကို VOA မြန်မာပိုင်းအစီအစဉ်ကကိုဇော်ဝင်းလှိုင်ရန်ကုန်မြို့မှာတွေ့ဆုံမေးမြန်းတဲ့အချိန် ပြည်တွင်းညဉ့်ဉန်းရေးမျှော်လင့်ချက်တွေနဲ့ပတ်သက်လို့အခုလိုပြောပါရစေ။အတိတ်ကယူမချက်ကတော့အဲ့ဒီဥစ္စာပဲ။ဒီပြည်သူဒီညဉ့်ဉန်းရေးပေါ်ဆိုင်လုပ်ငန်းကော်မတီတွေပဲတွေ့ပဲဖြစ်တယ်။ကျွန်တော်တို့ပြောဆိုမှာခုနကကျွန်တော်ပြောလို့မှာကျွန်တော်တိုင်းသားနေရပြည်တွင်းညဉ့်ဉန်းရေးပေါ်ဆောင်ရေးလုပ်ငန်းနဲ့ပါရိုက်တဲ့ပြီးတော့သဘောထားခံယူချက် တကယ်တိုင်းပြည်ကကျွန်တော်တိုင်းပြည်ကတကယ်ငြိမ်းချမ်းလို့လားနဲ့တိုင်းပြည်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တင်ပြခြင်းသာဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်တို့ရဲ့အခုဖြစ်ပွားနေပဋိပက္ခကိုတွေ့ဆုံဆွေးနွေးမှုအဖြစ်ရှင်းဆိုတဲ့နီလန်းနဲ့ကျွန်တော်တို့သွားဖို့ဆိုတာကိုကျွန်တော်တင်ပြဆွေးနွေးသွားမှာဖြစ်တယ်။နေ့ကတွေ့ဆုံဝေးဟာတိုင်းသားလူမျိုးစုပါတီတွေနဲ့ဖွဲ့စည်းထားတဲ့ညီနောင်တိုင်းသားပါတီများ Federation NBF တဲ့အပြစ်ခတ်ရဆဲထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားပထမဦးဆုံးအကြိမ်တွေ့ဆုံဝေးဖြစ်တာကြောင့် တမိုင်းဝင်နေ့တစ်နေ့ဖြစ်တယ်လို့ညီနောင်တိုင်းသားပါတီများဖက်ဒရေးရှင်းစတင်ထီတောင်တဲ့အဖွဲ့ဝင်တူဦးဖြစ်သူစောတမ်းမြစ်က VOA ကိုပြောပါတယ်ကျွန်တော်တို့ကဒီ WGEC ကနေဟိုတင်ထားတဲ့ဒီ framework နဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြံပြုခိုင်းတယ်အကြံပြုခိုင်းတယ်ပေါ့နော်ကျွန်တော်တို့လည်းကျွန်တော်တို့ပါတီတွေ NBF ကလည်းမှုအနေနဲ့ရှိပြီးသားပါဒီ framework နဲ့ပတ်သက်ပြီးတော့နောက်ပြီးတော့ကျွန်တော်ပါတီတိုင်းကလည်းသူပေးစရာအကြံတွေရှိမယ် ဲ့တော့မကြခင်တို့ဒီချထားတဲ့ဒီမူချမ်းကိုကျွန်တော်လေ့လာမယ်၊သုံးသပ်မယ်ပြီးတာနဲ့ကျွန်တော်တို့တို့အကြံပြုပေးမယ်။ဘာလို့လဲဆိုကျွန်တော်တို့ကဒီဒီနေ့ကဒါပထမဆုံးတိုင်းတာလက်နက်ကင်အဖွဲ့အစည်းနဲ့အပြစ်ခတ်ရထားတဲ့အဖွဲ့အစည်းနဲ့ကျွန်တော်နိုင်ငံရေးပါတီဟာဟိုပါပေါ့ကောင်းကောင်းမွန်မွန်ပထမဆုံးတွေ့ဆုံရတဲ့နေ့ဖြစ်တယ်။ဒါတော့အင်မအင်တန်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့တနိုင်ငံလုံးရဲ့အရေးတိုင်းတာအလုံးရဲ့အရေးအတွက် ဒီနေ့ဟာအင်မတန်မင်္ဂလာရှိတဲ့နေ့ပဲလို့ကျွန်တော်တော့ဟုတ်လားပြောကြချင်ပါတယ်။ KNU ကမြို့သားအစည်းအဝေးရဲ့အတွင်မူဖရိုစောကွယ်ထူကတော့မြန်မာပြည်ဟာတကယ်ပဲပြည်တွင်းညဉ့်ဉန်းကြီးလိုလားတဲ့တိုင်းပြည်ဖြစ်ပြီးညဉ့်ဉန်းကြီးအတွက်တွေ့ဆုံဆွေးနွေးဖြေရှင်းတာကလွဲလို့အခြားနည်းလမ်းမရှိတဲ့အကြောင်းပြည်တော်စုညဉ့်ဉန်းကြီးပေါ်ဆောင်ရေးကော်မတီနဲ့တွေ့ဆုံခြင်းမှာပြောဆိုသွားပါတယ်။ ခုဆက်လက်ပြီးတော့သတင်းဆောင်မတွေကိုတင်ဆက်ပေးပါမယ်ရှင်။စီးရီးယားကိုစီးရီးအရာတုံ့ပြန်မှုအမေရိကန်ပြည်ထောင်စုကစဉ်းစားနေတာဟာအမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံသားရေးမူဝါဒဦးစားပေးမှုတွေအပေါ်မှာအပြောင်းအလဲတွေရှိနေတယ်ဆိုတာပြသနေတာလားဆိုပြီးမေးခွန်းထုတ်မှုတွေရှိနေပါတယ်။စီးရီးယားအရေးကိုအာရုံစိုက်လာတဲ့အတွက်အာရှတိုက်ကိုအဓိကစုံချက်တစ်ခုအဖြစ်ပြောင်းလာခဲ့တဲ့မူဝါဒတွေအီရတ်နဲ့အာဖဂန်စစ်ပွဲတွေအဆုံးသတ်ဖို့ပြင်ဆင်တာတွေအပေါ်ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုပါမလဲ။ အမေရိကန်နိုင်ငံသား၏ဝန်ကြီးဂျွန်ကယ်ရီရဲ့မနေ့တုန်းကသတင်းစာရှင်းလင်းပွဲအတွင်ပြောဆိုချက်တွေနဲ့အတူကိုသိန်းထိုင်ဦးကစူးစီးတင်ပြပေးပါမယ်ရှင်။စီးရီးယားနိုင်ငံမှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်ဆိုးရတပ်ဖွဲ့တွေရဲ့ဓာတုလက်နက်တွေနဲ့တိုက်ခိုက်မှုကြောင့်အရက်သား1500လောက်သေဆုံးခဲ့တဲ့အကြောင်းအမေရိကန်ရှုဝဲထောင်လိုင်းရေးသတင်းအချက်အလက်တွေအရသိရှိခဲ့ရတာကိုအမေရိကန်နိုင်ငံသား၏ဝန်ကြီးဂျွန်ကယ်ရီကအတည်ပြုပြောသွားခဲ့ပါတယ်။စီးရီးယားဆိုးရဟာလူသားမျိုးနွယ်တွေပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာလို့သူကဆိုပါတယ် The United States government now knows that at least 1000တိုက်ခိုက်မှုကြောင့်ဆီးရီးယားပြည်သူအနည်းဆုံး1429ယောက်သေဆုံးခဲ့တယ်ဆိုတာအမေရိကန်ပြည်ထောင်စုကသိရှိထားပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသူတွေထဲမှာကလေးငယ်426ယောက်ထက်မနည်းပါဝင်ပါတယ်နိုင်ငံခြားရေးဝန်ကြီးဂျွန်ဂယ်ရီပြောဆိုပြီးလို့နိုင်ပိုင်းတွင်မှာပဲသမ္မတဥပမာကဆီးရီးယားနိုင်ငံကိုဆီးရီးယားရေးယူမယ်ဆိုရင်တပ်တွေကိုဆီလွတ်တာမျိုးမဟုတ်ပဲ အကန့်အသတ်နဲ့ရေယူတက်ခတ်မှုမျိုးတွေလှုပ်ဆောင်မယ်ဆိုပြီးအင်ဂျီရောမှာထပ်မံပြောဆိုပါတယ် Again I repeat we're not considering any open-ended uh ကျွန်တော်ထပ်ပြီးပြောချင်ပါတယ်ကျွန်တော်တို့အနေနဲ့အဆုံးမရှိအကန့်အသတ်မရှိစစ်စင်ရေးမျိုးကိုရွေးချယ်စဉ်းစားနေကြတာမဟုတ်ပါဘူးတပ်ဖွဲ့တွေမြေပြင်ကိုစေလွတ်မဲ့စစ်စင်ရေးမျိုးလည်းမဟုတ်ပါဘူးကျွန်တော်တို့လုံမှာကဓာတ်ရုလက်နဲ့သုံးတဲ့အပေါ်မှာပဲပြတ်မှတ်ထားပြီးတုံ့ပြန်ဖို့ရွေးချယ်ထားတာပါ စီးရီးယားမှာဖြစ်နေတဲ့ပြိပခါနဲ့ခြေကွဲပွဲရာဖြစ်ရဆိုးတွေကိုချုပ်ငိမ့်ဖို့စစ်ရေးတခုတည်းနဲ့ပဲဖြေရှင်းလို့ရတာမဟုတ်ဘူးဆိုတာလည်းနားလည်ပါတယ်။စီးရီးယားရေးဟာအမေရိကန်ပြည်ထောင်စုရဲ့စစ်ရေးတဲ့နိုင်ငံခြားရေးမူဝါဒမှာအဓိကဦးစားပေးအာယုံဆိုင်လှုပ်ဆောင်နေတဲ့အကြောင်းအရာဖြစ်လာပါတယ်။စီးရီးယားကိုအမေရိကန်ပြည်ထောင်စုအနေနဲ့စီးရီးယားရေးယူတုံ့ပြန်နိုင်တယ်ဆိုတဲ့သုံးသပ်ချက်တွေကလည်းဘရူနိုင်းမှာကျင်းပတဲ့အရှေ့တောင်အာရှနိုင်ငံတွေနဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ဆွေးနွေးပွဲအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးချာရှီဂယ်ရဲ့ပြောဆိုချက်တွေကိုအခြေခံပြီးထွက်ပေါ်ခဲ့တာပါသမရဥပမာရောကျွန်တော်ရောမကြာခဏဆိုသလိုရှင်းရှင်းပြောရပါတယ်စီးရအေးယူဆောင်ရွက်မယ်ဆိုရင်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းပြောခဲ့တာပါအမေရိကန်ကာဝေးဝင်ကြီးအနေနဲ့စီးရအကိုစီးပြင်ဆင်မှုတွေလုပ်နေချိန်မှာရှစ်တော်အရှနိုင်ငံတွေကနိုင်ငံခြားရေးဝင်ကြီးတွေကိုလာရောက်တွေ့ဆုံခဲ့တာပါ ဒီချက်ကအာရှဒေသအတွက်ထူးခြားမှုတစ်ခုဆိုပြီးအာရှရေးရသုံးသပ်သူတူဖြစ်တဲ့ Patrick Cronin ကသုံးသပ်ပါတယ် These are countries that really look to the United States not just for economic influence but ultimately for their security insurance ဒီကိန်းအာရှနိုင်ငံတွေကအမေရိကန်ပေါ်မြင်တာကစီးပွားရေးဩဇာတခုတည်းနေမဟုတ်ပဲသူတို့ရဲ့ဒေသရင်းနှုံချိုရေးမှာအာမခံချက်ရဖို့အတွက်လည်းစဉ်းစားကြတာပါအမေရိကန်ကာကွယ်ရေးဝန်ကြီးအနေနဲ့လည်းဒီစီးပွားကိုတက်ဖို့အချိန်တော်ကြာပြင်ဆင်ထားခဲ့တာဖြစ်ပါတယ် သူမလာပြဘူးဆိုရင်အာရှနိုင်ငံတွေဘက်ကအမြင်လွဲမှားသွားနိုင်ပါတယ်စီးရီးယားရဲ့ဦးစားပေးစဉ်းစားလာတာဟာအမေရိကန်ပြည်ထောင်စုဘက်က အာရှဒေသကိုစစ်ရေးတန်တမာရေးနဲ့ကုသံရောင်းဝယ်ရေးဆိုင်ရာအဓိကဆုံးမချက်အဖြစ်ပြောင်းလဲလာတဲ့မူအပေါ်မေကွန်ထုတ်စရာတွေရှိနေတယ်ဆိုပြီးလေးလာသူတချို့ကမြင်ပါတယ်တကယ်တော့တောင်တရုတ်ပင်လယ်အတွင်းတရုတ်ရေတပ်ကခင်းလက်လေးရင်တွေတိုးချနေချိန်မှာအာရှဒေသမာမိတွေအနေနဲ့လဲ အမေရိကန်စစ်တပ်တွေဒေသတွင်းမှာပို့ပြီးတော့ရှိနေတာကိုလိုလားကြတာပါဒါပေမဲ့လည်းအမေရိကန်ပြည်ထောင်စုအတွက်အရှေ့အလယ်ဘိုင်းဒေသရဲ့ပဋိပက္ခတွေကအ धिक လွှမ်းမိုးနေစေဆိုတာပြသနေပါတယ်တစ်ဖက်ကအမေရိကန်ပြည်ထောင်စုရဲ့စီးရီးသုံးစိတ်တွေရှော့ချနေခြင်းအမေရိကန်ပြည်ထောင်စုအနေနဲ့စီးရီးထောက်ပံ့တွေတက်ဖြန့်ချထားမှုတွေကိုတကယ်တမ်းဂရီကုတ်တွေနဲ့အညီထိမ့်သိမ်းထားနိုင်မှာမလားဆိုတာကိုလည်းမေးခွန်းထုတ်မှုတွေရှိနေပါတယ်အမေရိကန်ပြည်ထောင်စုရဲ့ဦးစားပေးမှုတွေဟာအာရှဒေသနဲ့စာရင်း အရင်နှစ်ပေါင်းများစွာကလေးကရှိနေခဲ့တဲ့အရှိအလေဘန်းရဲ့အကျိုးစီးပွားကိုပဲအာယုံဆိုင်နေလေဦးမယ်ဆိုပြီးအာရှရေးရသုံးသက်သူတူဖြစ်တဲ့ဒေါက်ဗန်ဒေါ်ကမြင်ပါတယ် America has alliances in the Middle East. We still are concerned about oil in the Middle East. Human rights issues are in the Middle East. အရှေ့အလယ်ပိုင်းမှာအမေရိကန်ရဲ့မဟာမိတ်တွေရှိပါတယ်။အရှေ့အလယ်ပိုင်းရဲ့လူခွင့်ရေးကိစ္စရောရေနံကိစ္စကိုပါအမေရိကန်ဘက်ကစိုးရင်ပူပန်နေရဆဲဖြစ်ပါတယ်။ဒီတော့ဒီဒေတာအရေးကိုရှောင်ထွက်ဖို့ဆိုတာအမေရိကန်ပြည်ထောင်စုအတွက်တော်တော်ခက်ပါတယ်။အရှနိုင်ငံတွေအနေနဲ့ပကတိအနေအထားကိုသဘောပေါက်ဖို့လိုပါတယ်။သူတို့ဘက်ကအလေးပေးမှုလျှော့လိုက်တဲ့ဆိုရင်ဒါဟာလုံးဝလေးလျှူလိုက်တာဆိုပြီးတော့မမျှော်လင့်သင့်ပါဘူး။ တရုတ်နိုင်ငံကတော့စီးရီးယားစုရကဓာတုလက်နက်တွေတုံပြီးအရက်သားတွေပေါ်တိုက်ခိုက်နေတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ပတ်သက်လို့ဒီကိစ္စကိုစီးရီးယားထုံးပြန်မှာကိုကန့်ကွက်ပြောဆိုနေပါတယ်။我国外交部长王毅昨天表示，中方高度စီးရီးယားရင်းနဲ့ပတ်သက်တဲ့တခုတည်းသောထောက်ပေါက်ကနိုင်ငံရေးအရာဖြေရှာဖို့ဖြစ်ပြီးဓာတုလက်နက်တုံးတယ်ဆိုတဲ့ကိစ္စကအလေးအနက်ထားခံတွဲဖို့လိုပါတယ်။နိုင်ငံရေးအရာဝင်မစွတ်ဖက်မိဖို့သတိထားပါလိမ့်မယ်ဆိုပြီးတရုတ်စိုးရနိုင်ငံပိုင်သတင်းဌာနကကြေညာသွားခဲ့တာပါ။ စီးရီးယားကြီးနဲ့ပတ်သက်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအရေးယူရေးမဲခွဲဆုံးဖြတ်ကြတဲ့အချိန်တရုတ်နိုင်ငံကရုရှားနိုင်ငံနဲ့အတူကန့်ကွက်ခဲ့ပါတယ်။ဒါပေမဲ့လည်းစီးရီးယားကိုအရေးယူနိုင်ရေးကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်မကြအောင်တရုတ်ထက်စာရင်ရုရှားနိုင်ငံကအဓိကဥဆောင်ဥယျာဉ်စန့်ကျင်နေတာဆိုပြီးအမေရိကန်ရာရှိတွေကပြောဆိုပါတယ်ခင်ဗျာ။ က်ຫນွေဦးတော်လှန်ရေးစတင်လာခဲ့တာနှစ်နှစ်ခွဲကြာလာတဲ့အခုချိန်ထိအရှိလေပိုင်းအာရက်ဒေတာကိုကြည့်မယ်ဆိုရင်သွေးထွက်တန်ယိုအကျန်းဖတ်မှုတွေဆက်ပြီးတော့ဖြစ်နေတာကြောင့်အပြောင်းလဲတွေအတွက်မျှော်လင့်ချက်တွေပျောက်ဆုံးသွားတော့မှာလားဆိုတဲ့စိုးရိမ်မှုတွေကလည်းမြင့်တက်လာနေပါတယ်။အဲ့ဒီဒေတာကအစိုးရပြောင်းလဲရေးလှုပ်ရှားမှုတွေမှာဘယ်အရာတွေကမှားယွင်းနေခဲ့ပါသလဲ။ တို့အခုသွားနေတဲ့လမ်းကြောင်းတွေကရောအရက်ကဘာရဲ့အနာဂတ်အတွက်ဘလို့ဖြစ်လာမှာလဲဆိုတဲ့အကြောင်း VOA သတင်းတောက် Meredith Bureau သတင်းပေးပို့ထားတာကိုတော့ကိုညံဝေးအောင်ကဆက်ပြီးတင်ပြပေးပါမယ်ရှင်။ဒီချင်းနိုင်ငံကိုအနှစ်30ကျော်အုပ်ချုပ်လာခဲ့တဲ့သမရဟိုစနီမူဘာရက်ကို2011ခုနှစ်အစောပိုင်းမှာဒူးဒူးအောင်ကြွမှုဖြစ်ပြီးဖြုတ်ချနိုင်ခဲ့လို့အီဂျစ်ပြည်သူတွေဂုဏ်ယူဝင်ကြွားခဲ့ကြပါတယ်။နောက်ဆုံးဆိုသလိုအရှိအလေပိုင်းနဲ့မြောက်အာဖရိကနိုင်ငံတွေကအာနာရှင်တွေဟာ တယောက်ပြီးတယောက်အာဏာကိုလက်လွတ်စွန့်ခွာသွားကြတာကြောင့်ဒီမိုကရေစီရေလှုပ်ရှားကြတဲ့ပြည်သူတွေအားတက်ခဲ့ကြပါတယ်။အုပ်ချုပ်သူပြောင်းလဲရေးအတွက်ဇက်တိုက် တောင်းဆိုမှုတွေအဲ့ဒီဒေသတစ်ခုလုံးမှာအလင်းအမြန်ပြန့်နှံ့ခဲ့တယ်လို့အာရတ်ຫນွေဦးတော်လှန်ရေးလို့လှုပ်ရှားမှုတွေကိုခေါင်းစဉ်တက်ခဲ့ကြပါတယ်။ Heritage Foundation ကအရှိအလေပိုင်းဒေသကျွမ်းကျင်သူ James Philip ကအခုလို့သုံးသပ်ပါတယ်။ The Obama administration and and other western governments really subscribe to our လူလူလှရှားမှုတွေကြောင့်အဲ့ဒီဒေသမှာဒီမိုကရေစီပြောင်းလဲရမလဲမသိဖြစ်လာရမယ်လို့သမ္မတအိုဘားမားအစိုးရနဲ့အနောက်နိုင်ငံအစိုးရတွေကကိုဖြစ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်ပြီးတော့ our နေဦးတော်လိုင်းရေလို့အမိတက်ခဲ့ပါတယ်ထောက်ပံ့ကူညီတာတွေလည်းလုပ်ခဲ့ကြပါတယ်ကျွန်တော်ကတော့အဲ့လိုမမြင်ပါဘူးနောက်ပိုင်းမှာတော့အရှိအလေပိုင်းဒေသနိုင်ငံအများစုဟာတစစနဲ့မငြိမ်မသက်ဖြစ်လာခဲ့ပါတယ်ပြီးခဲ့တဲ့လကဆိုရင်အီဂျစ်နိုင်ငံမှာရွေးကောက်ပွဲအနံ့ရပြီးတက်လာတဲ့သမရကို စစ်တပ်ကဖေရှားခဲ့ပါတယ်။အာနာရှင်သမရဟောင်းမူဘာရက်ကလည်းအကျဉ်းထောင်ကပြန်လွှတ်ပေးခဲ့ပြီးနေအိမ်အခြေချုပ်ပြောင်းထားလိုက်ပါတယ်။စီးရီးယားနိုင်ငံကိုကြည့်ရင်တော့ပြည်တွင်းစစ်တဲကြားရောက်သွားပါတယ်။လူပေါင်းတသိန်းကျော်တည်ဆုံခဲ့တဲ့ပြည်ပခါတွေအတွင်းမှာဓာတုလက်နဲ့အသုံးပြုမှုတွေရှိနေတယ်ဆိုတဲ့ပြောဆိုချက်တွေလည်းထွက်ပေါ်လာပါတယ်။အယ်ခိုင်ဒါတွေနဲ့ဆက်နွယ်နေတဲ့စစ်သွေးကြွတွေကြောင့်ပြည်သူတွေထွက်ပြေးခဲ့ရပြီးစီးရီးယားကိုပြည်တွင်းစစ်တဲဆွဲသွင်းခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံတွေမှာထွက်ပြေးခိုလုံနေကြတဲ့စီးရီးယားစစ်ပီးဒုက္ခသည်နှစ်တန်းနီးပါးရှိပါတယ်။ဒီပြားနိုင်ငံမှာဆိုရင်ယာနဲ့ချီတဲ့စစ်သွေးကြွတွေဟာတိုင်းပြည်အနှံ့မှာရှိနေပြီးသူတို့တွေကတချို့ဟာအယ်လ်ကိုင်ဒါတွေနဲ့အဆက်အသွယ်ရှိသူတွေဖြစ်ပါတယ်။ဒီမိုကရေစီကာကွယ်ရေးဖောင်ဒေးရှင်းကဂျိုနာသန်ရှန်ဇာကို Skype တယ်လီဖုန်းကတဆင့်ဆက်သွယ်မိမြတ်တဲ့အခါအခုလိုပြောပါတယ်။ One has to remember that the Arab world is not well versed in democracy. The Arab world really has no experience in democracy. တခုတိထားမှာကအာရဗ်ကမ္ဘာဟာခုထိဒီမိုကရေစီကိုအခြေမခံနေပါဘူး။ငကိုကလေးကလည်းဒီမိုကရေစီအလေးချင်းရှိခဲ့ကြတာမဟုတ်ပါဘူး။ဒီမိုကရေစီကိုသူတို့မျှော်လင့်တောင်းတနေကြတာပဲရှိတာပါ။ဒါဟာဒီမိုကရေစီရအောင်သူတို့ဘယ်လိုလုပ်ရမလဲဆိုတာသိနေပြီဆိုပြီးပြောလို့မရပါဘူး။အီရန်နိုင်ငံမှာတော့ရွေးကောက်ပွဲအပြီးနဲ့အမေရိကန်တပ်တွေပြန်ဆုတ်သွားပြီးနောက်ပိုင်း ဆူနီနဲ့ရှီးယိုက်မွတ်စလင်တွေကြားတင်းမာမှုတွေကြောင့်အကြမ်းဖက်မှုတွေသွေးရွက်သွန်ရည်မှုတွေတချိန်တိုးတိုးတက်လာခဲ့ပါတယ်။ရှီးယိုက်မွတ်စလင်တွေဥဆောင်တဲ့အစိုးရကသွေးရွက်သံယိုအကြမ်းဖက်မှုတွေဟာအယ်ခိုင်ဒါတွေကြောင့်ဖြစ်တယ်လို့ပြစ်တင်ဝေဖန်လိုက်ပါတယ်။အယ်ခိုင်ဒါတွေဟာအရှိအလေပိုင်းမှာမငြိမသက်ဖြစ်အောင်ဖန်တီးနေတယ်လို့လေလာသုံးသပ်သူတွေကဆိုပါတယ်။ဂျိုနာသန်ရှန်စာထပ်ပြောတာက These are the convulsions that took place after the Arab Spring and we're not sure how long they're going to last အာရနွေဦးတော်လိုင်းပေါ်လာပြီးတဲ့နောက်ပိုင်းနေရာအနှံ့မငြိမ်သက်မှုတွေပိုပြီးပေါ်လာခဲ့တာပါဒါတော့အဆုံးသတ်သွားမလဲဆိုတာပြောဖို့ခက်နေပါတယ်ဆိုနီနဲ့ရှီးအိုက်လူမျိုးတွေကြားအစ္စလာမ်နဲ့ခရစ်ယာန်တွေကြားအာနာရှိနဲ့ဒီမိုကရေစီအင်အားစုတွေကြားအငင်းပွားတိုက်ခိုက်မှုတွေဟာအရှိအလေပိုင်းမှာဖြစ်ပွားနေပါတယ်ဂျိမ်းစ်ဖီလစ်ကအခုလို့သုံးသပ်ပါတယ် I hope it doesn't go from Arab Spring to Islamist winter, but unfortunately, I. Our new democracy, young Gamuria, a jumper Islam, Sonya de Ye, Tenjo Mu out Loma Yotameluro, Mayu Sabime, Arak Bayet, Chuniari Maro, Manin Tamuri in Sanyaragaro, a man Bavia. Democracy, a young lady dressed up, a cake henry in Sanyadalu, now turn user to sell out tea, Janjani O Melu, to come and young. Heritage Foundation က Jane Phillips ကပြောပါတယ်ခင်ဗျာနိုင်ငံရေးအုံကြွမှုတွေနဲ့မတိမငိမ်ဖြစ်နေတဲ့အီဂျစ်နိုင်ငံနိုင်မြင့်ထဲမှာကျိုးလေးတစ်ခုထဲမှာနေထိုင်သူအမှုပညာရှင်မိုဟာမက်အဗလာဟာအီဂျစ်နိုင်ငံရေးကိုဆယ်စုနှစ်ပေါင်းများစွာတုံးသက်ပြောဆိုလာခဲ့သူတစ်ယောက်ပါ မကြသေးခင်နှစ်တွေကနေစလို့နိုင်ငံရေးကသူ့ရဲ့အမှုပညာတွေကိုပြောင်းလဲပစ်လိုက်တယ်လို့ပြောပါတယ်။ဒီအကြောင်းကိုတော့ Karen မျိုးက Hita Madoc သတင်းပေးပို့ထားတာကို Mackin ဖြူထွေးကပြန်ပြောပြပေးပါမယ်ရှင်။ကယ်ရိုမျိုးကနေကိုဆာရာကျွန်းကိုသင်ငယ်လေးတွေတစ်နေ့လုံးစုံစမ်းချီမောင်းနေနေတယ်လို့သူတို့ကိုတစ်ခါစီးရင်ဒေါ်လာ15စံတောင်မပေးရပါဘူးဒီကျွန်းဟာကယ်ရိုမျိုးရဲ့ဗဟုချက်မှလည်းဖြစ်ပါတယ်ဒီကျွန်းပေါ်မှာရှိတဲ့သူ့ရဲ့အိမ်ထဲမှာ အီဂျစ်အမှုပညာရှင်မိုဟာမက်အာဘလာကသူ့ရဲ့အမှုပညာလက်ရာတွေကိုဖန်တီးနေတာဖြစ်ပါတယ်။သူ့ရဲ့လက်ရာတွေကိုတော့ကိုင်ရိုမြို့သားမကဥရောပနဲ့အမေရိကန်ပြည်ထောင်စုကမ္ဘာနှံ့နေရာဒေသတွေမှာတွေ့မြင်နိုင်ပါတယ်။မကြသေးခင်နှစ်တွေကစလို့သူ့ရဲ့အမှုပညာလက်ရာတွေဟာအီဂျစ်ယဉ်ကျေးမှုတွေထဲကတခြားသောအမှုပညာဖန်တီးမှုတွေလိုပဲနိုင်ငံရေးကိုထင်ဟတဲ့လက်ရှိနိုင်ငံရဲ့ရှုပ်ထွေးမှုတွေကနေလွတ်လပ်ပြီးတွင်ကျတဲ့လူမှုအဖွဲ့အစည်းတွေကပေါ်ပေါက်လာရေး ရုံးကန်လှုပ်ရှားမှုတွေကိုပို့ပြီးတော့အာယုံဆိုင်ဖန်တီးလာခဲ့တယ်လို့အပလာကပြောပါတယ်။ I hope that we are going to develop the, our own democracy. ကျွန်တော်တို့ရဲ့ Cobain Democracy စနစ်တရားကိုကျွန်တော်တို့အနေနဲ့ဖန်တီးနိုင်ဖို့မျှော်လင့်ပါတယ်။ကျွန်တော်တို့ရဲ့ Cobain အတွေ့အခေါ်နဲ့ Egypt နဲ့ Egypt ဟန်နဲ့ Democracy စနစ်တရားဖြစ်လာဖို့မျှော်လင့်တာပါ။အစ်ချစ်မွတ်စလင်ညီကိုရောများအဖွဲ့ဦးဆောင်တဲ့အစ်ချစ်အစိုးရဟာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကိုဟန်တာဖို့ကြိုးစားတယ်လို့ဆိုပြီး ။အီဂျစ်နုပညာရှင်အဗလာဟာပြီးခဲ့တဲ့ဇွန်လတုန်းကတခြားသောဆန္ဒပြသူတွေနဲ့အတူအဲ့ဒီချိန်လုံးကအစိုးရပြုတ်ကျရေးတောင်းဆိုမှုတွေမှာပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါပေမဲ့အခုကြားပြတ်ဆိုရကမွတ်စလင်ကြီးကိုယ်တော်များအဖွဲ့ဝင်တွေအများပြားကိုဖမ်းဆီးနေတာဟာမကြသေးခင်သတင်းပတ်တွေအတွင်လူတွေယာနဲ့ချီတိတ်ဆုံးကြရတဲ့အဖြစ်ပြက်တွေနဲ့ကျင်းမာမှုတွေကိုပို့ပြီးတော့သာဆိုးလာစေမှာဖြစ်တယ်လို့ဆိုပါရယ်။ ကြသည်ခင်ကတည်ဆုံးခဲ့ရသူအများစုဟာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမွတ်စလင်ကြီးကိုယ်တော်များအဖွဲ့ရဲ့ဆန္ဒပြတပိတ်စခန်းတွေကိုဝင်ရောက်နှိမ်နှင်းမှုတွေနဲ့ချီတက်ဆန္ဒပြမှုတွေကိုလူစုခွဲဖြိုခွင်းမှုတွေအတွင်မှာတည်ဆုံးခဲ့ကြတာဖြစ်ပါတယ်။ Now part of the Egyptian society has all မွတ်စလင်ကြီးကိုယ်တော်များအဖွဲ့ဝင်တွေအားလုံးပျောက်ပြတ်သွားအောင်ကျွန်တော်လုံမှမဟုတ်ဘူးဆိုတာကိုအခုဆိုရင်အီဂျစ်လူမှုအသိုင်းအဝိုင်းတွေကတချို့တွေကပြောဆိုဆွေးနွေးလာနေရပါပြီ။ လူငယ်မွတ်စလင်ကြီးကိုရော်တွေရှိနေတယ်ဆိုတာကိုကျွန်တော်လက်ခံတယ်လူတချို့တွေဟာအကြမ်းဖက်မှုတွေထဲမှာပါဝင်ကြသူတွေမဟုတ်ပါဘူးဆိုတာကိုလည်းလက်ခံရမှာဖြစ်ပါတယ်။အာနာရှင်ဟောင်းဟိုစနီဘူပါရက်ကိုဖယ်ရှားခဲ့တဲ့လူလူဆန္ဒပြပွဲတွေ2017ခုနှစ်အတွင်းဖြစ်ပွားခဲ့ခြင်းကလေးကဆာလို့လူစုလူဝေးဆန္ဒပြမှုကြီးတွေဟာအစ်ဂျစ်ရင်ကျေးမှုအစိတ်ပိုင်းတစ်ခုလိုဖြစ်လာခဲ့တာကြောင့်အစ်ဂျစ်နိုင်ငံမှာစေုပ်ချုပ်ရေးကြကြတည်ရှိနိုင်မှာမဟုတ်ဘူးလို့လည်းသူကပြောပါတယ်။ I remember after the 2017ခုနှစ်က18ရက်ကြာလူမှုဆန္ဒပြပွဲတွေပြီးသွားတဲ့နောက်ပိုင်းမှာရင်းမြစ်မှာမှလူတွေရှင်းသွားတဲ့အခါအထူးကြံတဲ့ခံစားမှုကိုကျွန်တော်အတော်ကြီးခံစားခဲ့ရတာကိုသတိရမိပါတယ်။လူတော်တော်များများလည်းအဲ့ဒီအချိန်ကအချိန်နှင်းမှာခံစားခဲ့ရတာမျိုးကိုပြန်ပြောင်းသတိရနိုင်ကြမှာပါ။အစ်ချစ်ဒေါ်လာရေးမတိုင်ခင်တုန်းကတော့အစ်ချစ်ရဲ့အမှုပညာလက်ရာတွေဟာ သူ့ရဲ့ nostalgia အနုပညာလက်ရာစုဆောင်းမှုတွေလို့အတိတ်ကိုပြန်လဲတတ်တာတဲ့လက်ရာတွေအစဉ်အလာတိုင်းဖန်တီးမှုတွေကိုသာတွေ့ရတယ်လို့သူကဆိုပါတယ်။ဒါပေမဲ့ဒီကနေ့သူ့ရဲ့အနုပညာပြခန်းထဲမှာပို့ပြီးတော့နိုင်ငံရေးခန်းစားချက်တွေပါတဲ့လက်ရာတွေကိုတွေ့နိုင်ပြီးဒီလက်ရာတွေဟာအစ်ကြီးရဲ့မတည်ငြိမ်မှုတွေအတွင်းမှတ်တမ်းယူခဲ့ကြတဲ့ graffiti လို့ခေါ်တဲ့နယံစည်ရေးပကြီးတွေလိုတောင်မဟုတ်ဘူးလို့ဆိုပါတယ်။ This changes art very much. I mean uh အနုပညာလက်ရာတွေဟာတော်ကြီးကိုပြောင်းလဲသွားစေခဲ့ပါပြီ။တမန်အစင်လာအနုပညာလက်ရာတွေကို ဖန်တီးလာခဲ့တဲ့သူတွေဟာအခုအချိန်တမန်အခြေအနေတွေမရှိတော့တဲ့အခါသူတို့လည်းဆက်ပြီးတော့မဖန်တီးကြတော့ပါဘူး။အခုအချိန်ကလူတွေရဲ့စိတ်ဓာတ်ကိုလှုပ်ရှားအောင်လုပ်နိုင်တဲ့အနုပညာတွေကိုဖန်တီးရမယ့်အချိန်ပါ။ပကတိအခြေအနေကိုထင်ရှားတဲ့အနုပညာတွေကိုဖန်တီးလာကြတာဖြစ်ပါတယ်။သူနောက်ဆုံးဖန်တီးခဲ့တဲ့အနုပညာလက်ရာတွေထဲမှာတော့ လွန်ခဲ့တဲ့နှစ်နှစ်ခွဲအတွင်းတဟီရာယင်ပြည်မှာဖြစ်ပွားခဲ့တဲ့စူဝေးဆန္ဒပြမှုတွေကိုအပလာကမှတ်တမ်းတင်တင်ပြထားပါတယ်။သူ့ရဲ့ဖန်တီးမှုထဲမှာတော့ဓာတ်ပုံတွေကိုနိုင်ရမှာကောနဲ့အပြီးကတ်မပစ်လိုက်ဘဲတွဲလောင်းဖြစ်နေအောင်ချိတ်ဆွဲထားတာပါ။ပေနေတဲ့အဝတ်တွေကိုချိတ်ဆွဲမထားပါနဲ့ဆိုတော့လူတိုင်းလက်ခံထားတဲ့အသည့်တစ်ခုကိုသူမကြိုက်ဘူးဆိုတာကိုထင်ရှားစေဖို့အတွက်ပဲဖြစ်ပါတယ်။တကယ်တော့ညှဉ်းနှွမ်းမှုတွေဟာလွမြောက်ရလမ်းကြောင်းမှာဖျက်ဆီးရတဲ့အခြေအနေတစ်စိတ်တစ်ပိုင်းကိုဖော်ပြတယ်လို့အဗလာကပြောပါတယ်ရှင်။ VOA TV သတင်းလွှာအစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒီအစီအစဉ်ကိုနောက်နေ့မနေ့အစီအစဉ်တစ်မပြောင်းငယ်ဒီအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။